မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားသမ္မတပူတင်ကတင်ခင်းနဲ့ရင်းပြင်းဒီအောင်ပွဲ80ပြည်ဂုံပြူကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်းကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခံမဲ့နောက်တန်းမှာနေရာချထားတဲ့အကြောင်းတင်ဆက်ပေးပါမယ် ရုရှားသမ္မတပူတင်ကတည်ခင်းတဲ့ရင်းပြင်းနီအောင်ပွဲ180ပြည့်ဂုံပြုကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှနေရာချထားကြောင်းရုရှားအစိုးရနဲ့စစ်ကောင်စီကထုတ်ပြန်တဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရတီးရပါတယ်။မနေ့ကမေလရှိရဲ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင်းပြင်အပါဝင်နိုင်ငံခေါင်းဆောင်တွေကိုဂုံပြုညစာစားပွဲနဲ့ကံပွဲကိုဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီပွဲမှာအစံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုအခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှ မှာနေရာချထားတာကိုတွေ့ရပါတယ်။မနေ့ကညကွန်ပျူညစာစားပွဲနဲ့ကပွဲကျင်းပရာ Andrey Sky ခမ်းမမှာတရုတ်တမရရှီကျင်းဖြစ်နေရုရှားတမရပူတင်တို့ကရှေးဆုံးတန်းမှာတတိုင်းနဲ့ထိုင်ခဲ့ကြပြီးနောက်ဖက်ကျတဲ့ထိုင်ကုန်တန်းတွေမှာမင်းအောင်လိုင်းနဲ့အခြားနိုင်ငံငယ်များမှခေါင်းဆောင်များကိုနေရာချထားပေးခဲ့တာကိုမြင်တွေ့ရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာ1921-1945မဟာမျိုးချစ်စစ်ပွဲစီအောင်ပွဲ180ပြည့်ချစ်တက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်လည်းပ ါဝင်ချီတက်မှာဖြစ်ကြောင်းသိရပါတယ်။ဆလဘီဖန အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မူဘုံမူကြီးလင်း၌ဆိုတဲ့လက်အောက်ခံများကစစ်မှုထမ်းတပ်သားတင်အယောင်းဝင်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစဉ်ဖမ်းဆီးငွေကြေးချိန်ချောက်တောင်းယူမှုများလုပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မူဘုံမူကြီးလင်း၌ဆိုဦးဆောင်တဲ့ဖွဲ့ကလူစားတို့စစ်မှုထမ်းတပ်သားတင်များအယောင်းဝင်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစဉ်ပြီးငွေကြေးချမ်းသာသူများကိုဖမ်းဆီးငွေချိန်ချောက်တောင်းယူခြင်းများလုပ်ဆောင်လျက်ရှိကြောင်းဖမ်းဆီးငွေကြေးညှိနှိုင်းသူတချို့နဲ့စစ်မှုထမ်းဖြင့်ဖမ်းဆီးငွေ ညစ်ခံရသူတချို့ထံမှသိရပါဗျ။2024ခုနှစ်ဩဂုတ်လအတွင်းကလောမျိုးစင်ဦးစီးတက္ကသိုလ်မှပုံမူကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယတိုင်မှုဖြင့်ပြောင်းရွှေ့ခံရပြီးချိန်ကစပြီးလူစားတို့စစ်မှုထံတပ်သားအစ်များအယောင်းဝယ်ကို တွင်တွင်ကျဲကျဲလှုပ်ဆောင်လာကြောင်းမန္တလေးမှာစစ်မှုတန်းဖို့အကြုံဝင်နဲ့အသက်18နှစ်မှအသက်35နှစ်အတွင်းငွေကြေးချမ်းသာသူများစီးပွားရေးလုပ်ငန်းရှင်များရဲ့သားများစီရင်ကိုဒုတိယတိုင်းမှပုံမှုကြီးလင်းနိုင်ဆိုကစစ်ဘက်ရာလုံးကြုံရေးဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရပါတယ်။အလဲပိုင်းတိုင်းဒုတိယတိုင်းမှပုံမှုကြီးလင်းနိုင်ဆိုကငွေကြေးတက်နိုင်သူတွေရဲ့သားတွေကိုစစ်မှုတန်းစင်မှာမပါလိုပါကငွေကြေးပေးဖို့တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုတန်းတက်သားဝယ်ယူရမယ်လို့ဆိုပြီးငွေကြေးတောင်းယူအစားထိုးပေးခြင်းများလှုပ်ဆောင်နေကြောင်းအဲ့ဒီလိုငွေကြေးချင်းချောက်တောင်းယူမှုတွေကိုဒု တိယတိုင်မှဘုံမူကြီးလင်းနိုင်စိုးကဦးဆောင်ပြီး၎င်းရဲ့လက်အောက်ခံစစ်ရာရှိတွေကဆောင်ရွက်လှုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်းသိရပါဗျာ။ ဦးဆောင်နာကတော့ဒုတိယတိုင်မှုပေါ်ဒါပေမဲ့လောက်ခန်လေပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ဘက်ရာလုံးကျုံကြီးဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေနဲ့ပေါင်းပြီးစစ်မှုထမ်းဥပဒေအကြောင်းပြကငွေညစ်တဲ့နောက်ပြီးငွေချင်းချမ်းသာတဲ့သူတွေလုပ်ငန်းရှင်တွေကိုအကြောင်းရှိအကြောင်းရှာသူတို့ပါဇက်ထဲကပုံမှန်တွေထုတ်ပြောဖန်ဆီးပြီးငွေညစ်တောင်းနေငွေရရင်ပြန်လွတ်ပြီးတဲ့လုပ်ငန်းရှင်တွေဆိုရင်တအုပ်ကိုငွေကျပ်300ခန်းတီတောင်းနေငွေပေးပြီးပြန်လွတ်လာလို့ရှိရင်လည်းဒါတွေကိုမတိုင်ဖို့ချင်းချောက်တယ်ဒီအချိန်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီးရှင်းပြလိုက်လို့ရတယ်ဆိုပြီးချင်းချောက်တယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ် ယ်။ဒါအပြင်အလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယတိုင်းမှုပုံမူကြီးလေးနိုင်ဆိုကနိုင်ငံရေးမှုအကြံဖတ်မှုပုံမှားတွေနဲ့အမှုစဉ်ဖမ်းဆီးခံထားသူတွေကြံရေးသူမိသားစုတွေကိုငွေညစ်တဲ့အပြင်ငွေကြေးလက်ဆောင်ပစ္စည်းများတောင်းယူခြင်းအခြားသောအခွင့်အရေးများစွာကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရပါရယ်။တချို့နိုင်ငံရေးဆက်နွယ်မှုတွေကသူ့မှာပြန်လွတ်ပြေးနိုင်တဲ့အခွင့်အာဏာမရှိဘဲလှုပ်ရှားနေလို့မရှိရှိတာရှာဖွေလက်ထိုးရတာဒုတိယတိုင်းမှုကငွေကြေးတစိုးလက်ဆောင်ရသမျှအကုန်တောင်းယူလက်ခံယူထားတာဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ကောက်ရုံးမ ညာအနေနဲ့ဒုတိယတိုင်မူကြီးဆိုပြီးကိုလူကိုတက်တာစေဖို့မျက်နှာချိုသွေးတောင်းတာအကုန်လုပ်ပြီးနေရတယ်လို့လက်တလော PDF ဆက်နွယ်မှုနဲ့ဖန်ဆီးခံထားရတယ်။လူငယ်တအုပ်ရဲ့ဆွေမျိုးတအုပ်ကပြောပါတယ်။မန္တလေးအလဲပိုင်းတိုင်းစဌာနချုပ်ဒုတိယတိုင်မူဘုံမူကြီးလင်းနိုင်ဆိုကစစ်တပ်ကတော့အပတ်စဉ်40ကျောင်းဆင်းဖြစ်ပြီးလက်ရှိနန်းတွင်စစ်ကြောင်းကြီးကိုဦးဆောင်ဆစ်ဆေးခြင်းနဲ့အလဲပိုင်းတိုင်းစဌာနချုပ်ရဲ့စစ်ဘက်ကြီးကလုံခြုံရေးလုပ်ငန်းများကိုဦးဆောင်လုပ်ကိုင်နေကြောင်းသိရပါတယ်။ နောက်ထပ်တပုံးနေနဲ့ရွှေကျင်မှာစစ်ကောင်စီစစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ပြီးတအုပ်တီဆောင်ကအရာရှိပါဝင်၆ဦးတန်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ကတင်းရောက်တီဆောင်ပြီးအရာရှိတယောက်ပါ၆ယောက်တန်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်3903တန်ရင် Fire Dragon တပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။မေလ6ရက်နေ့ညနေပိုင်းမှာရွှေကျင်မြို့နယ်ရုံတိုင်းကျင်းရွာအနီးရှိစစ်ကောင်စီရဲ့တန်စိတ်စခန်းကနေရွှေကျင်ကိုပြန်လာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အစိုးရတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ကတင်းရောက်တိုက်ဆုံးပြီးရရှိပါဝင်6ရောက်ဒဏ်ရာရရှိကာတနက်တက်လက်သိမ်းဆည်းရမိတယ်လို့သိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုက Fire Dragon တပ်ဖွဲ့နဲ့ခရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုင်ရင်ခုနှစ်ပူးပေါင်းစစ်ကြောင်းကလှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့နေဆက်တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ300ကျော်ထိုင်းနိုင်ငံရဲ့ကိုထွက်ပြေးတိမ်းရှောင်နေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့ကရင်တော်လန်ရင်တပ်တွေရဲ့ထိုးစစ်တွေကြောင့်မြန်မာနိုင်ငံသား300ကျော်ထိုင်းနိုင်ငံနဲ့ထွက်ပြေးခိုလုံခဲ့ကြတယ်လို့ထိုင်းစစ်တပ်ကမေလ10ရက်မှာပြောပါရယ်။ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးဖွဲ့ KNDO တို့ကထိုင်းနယ်စပ်ကနေ1.5ကီလိုမီတာအကွာကရင်ပြည်နယ်အတွင်းကစစ်စခန်းတစ်ခုကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းထိုင်းစစ်တပ်ရဲ့အဆိုကိုကိုးကားပြီးသတင်းဌာနတွေမှာဖော်ပြပါရယ်။ brain okay. တိုက်ခိုက်မှုတွင်အခြေဆိုင်စခန်းကိုအနီးကပ်ပစ်ခတ်မှုတွေလုံဆောင်ခဲ့ပြီးဖောက်ခွင်းပစ္စည်းတွေကိုတနေ့တာလုံးအဆက်မပြတ်ပစ်ချဖို့အတွက်ဒရုန်းလေယာဉ်တွေအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ကြာတာပရိနေတီမြန်မာနိုင်ငံသား329ဦးထိုင်းနိုင်ငံတွင်ကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးထိုင်းစစ်တပ်ရဲ့အရေးတွေကယာယီနေရာနှစ်ခုမှာခိုးလုံခွင့်ပေးထားကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။မြန်မာဘက်ကကျူးကျော်လာနိုင်တာတွေကိုတားဆီးဖို့ထိုင်းစစ်တပ်ကတားခရိုင်နဲ့ဆက်တလျှောက်ကင်းလင်းမှုတွေအရှိန်မြှင့်လုံဆောင်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့နေ့လယ်ပိုင်းကလည်းမြန်မာလီတပ်ပုံကျဲ လျင်20ထိုင်းမြန်မာနယ်စပ်ဒဝဲဒေသထိခင်းရွာနီးပြတ်သန်းနာကိုထိုင်းဘက်ခြမ်းဒေသခံတွေထိတ်လန့်ပြီးတော့မြင်တွေ့ခဲ့ရတယ်လို့ထိုင်းသတင်းမှာဖော်ပြပါရယ်ထိုင်းဒုတိယဝန်ကြီးချုပ်ကာကွယ်ဝန်ကြီးကတော့မြန်မာတိုင်းလျင်ကထိုင်းပိုင်နယ်ထဲဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့ပေါ်တဲဦးနေမှာပြောပါရယ်မြန်မာတိုင်းလျင်ပြန်တမ်းမှုကအလီချောင်းစီရီတွင်ဖြစ်ပွားနေတဲ့အသေးမွားကိစ္စသာဖြစ်ကြောင်းထိုင်းလီတက်ကမြန်မာအာဏာပိုင်တွေကိုအကြောင်းကြားပြီးတဲ့နောက်မှာအစိုးရလျင်ပြန်ဆုတ်ခွာခဲ့ကြောင်းလကောင်းကဆိုပါရယ် ဆက်လက်ပြီး2025ခုနှစ်တွင်စစ်ကောင်စီတပ်ဖမ်းဆီးထိန်းသိမ်းခံရပြီးရနောက်ထိန်းသိမ်းရေးစခန်းများမှာအရက်သားပြည်သူ23တည်ဆုံခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်2025ခုနှစ်တွင်အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းပြီးရနောက်စစ်ကောင်စီရဲ့ထိန်းသိမ်းစခန်းတွေမှာတည်ဆုံခဲ့တဲ့အရက်သားပြည်သူ23ရောက်ရှိတယ်လို့နိုင်ငံအကြီးအကဲများကူညီဆောင်ရှောက်ရေးတင် ABP ကဒီကနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာမေလ10ရက်နေ့ထိနိုင်ငံတော်အကြမ်းဖက်စစ်အုပ်စုဖမ်းဆီးထိန်းသိမ်းပြီးရနောက်စစ်ကော ောင်စီရဲ့တရားဝင်ထိမ့်သိမ်းစခန်းနေဖြစ်တဲ့စစ်ကြောရေးစခန်းမှာတည်ဆောင်းသူအမျိုးသား၄ယောက်ရဲစခန်းမှာတည်ဆောင်းသူအမျိုးသား၃ယောက်အချင်းထောင်နေမှာတည်ဆောင်းသူအမျိုးသမီး၃ယောက်နဲ့အမျိုးသား၇ယောက်စုစုပေါင်း၂၃ယောက်တည်ဆောင်းခဲ့တာကိုနာမည်နဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ EPP ကဆိုပါတယ် မန္တလေးတိုင်းအောင်မြေသာဆန်မြို့နယ်မန္တလေးအိုးဘိုအကျဉ်းထောင်မှာထိမ့်သိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားမြင့်မြင့်တန်းကအဆုတ်ယောဂါနဲ့ခန်းစားခဲ့ရပြီးအကျဉ်းထောင်တွင်မှလည်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့ဘူးလို့ AABB ကဆိုပါတယ်။အဲဒီနောက်မြင့်မြင့်တန်းဟာယောဂါပုံမဆုံရလာခဲ့ပြီးမေလ6ရက်နေ့မှာတော့မန္တလေးထွေထွေယောဂါကုဆေးရုံချင်းကိုပို့ဆောင်ချိန်မှာတည်ဆုံးခဲ့တယ်လို့သိရပါတယ်။တည်ဆုံးသူက2023ခုနှစ်ဇူလိုင်လ29ရက်မှာအကျဉ်းဖက်ဆေးအုပ်စုရဲ့ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်အကျဉ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှား52ကာကြီးနဲ့ ဲ့တရားစွဲဆိုခံခဲ့ရက2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာထောင်ဒဏ်5နှစ်ချမှတ်ခံထားသူဖြစ်တယ်လို့ ABB ရဲ့ထုတ်ပြန်ကြံရသိရပါတယ်အကြမ်းဖက်ဆဲအုပ်စုမတရားအာဏာလုခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်ကနေမေလ10ရက်ဒီကနေ့အထိຫນွေဥတော်လိုင်းကာလအတွင်းအကြမ်းဖက်ဆဲအုပ်စုနဲ့လက်ပါစေရေးကြောင့်တည်ဆုံခဲ့တဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့အယက်သားပြည်သူစုစုပေါင်း6619ရောက်ရှိပြီလို့ AAPP ကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။